ဟိဝိယံအထင်လွဲမှောက်ဆိုတာကြောင့်နေထွန်းတဲ့ဆိုင်းစစ်တွန်ခန့်ကအနုပညာမောင်နှမသာဖြစ်ကြောင်းထုတ်ပြောလာခဲ့တဲ့အဆိုပြသစဉ် ပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လီစပေး H ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ငယ်စဉ်အတွဲလို့တည်ကြတဲ့တရုတ်ဆောင်ဟင်းဝင်ရဲ့အဆိုပြတဲ့စဉ်တို့ကတော့အနုပညာလောကထဲမှာပရိသတ်ခိုင်မာရရှိထားပြီးအောင်မြင်နေကြတဲ့အနုပညာရှင်တွေပဲဖြစ်ပါတယ်။စစ်သူတွေဖြစ်နေကြောင်းနှစ်အောင်လုံးကထုတ်ဖော်ဝန်ခံထားကြခြင်းမရှိပေမယ့်တာမတ်ထပ်ပေါ်တဲ့အပြုမူလေးတွေနဲ့တအူးကိုတအူးဂယူးဆိုင်မူလေးတွေကစစ်သူတွေလို့ဖြစ်နေကြောင်းအားလုံးကသတိထားမိနေကြပါတယ်။အကယ်ဒမီဆိုဖီတဇင်ကတော့အရန်ကိုအောင်မြင်နေတဲ့အမင်းသမီးတအူးဖြစ်ပြီးရုပ်ရှင်ဇာတ်ကားတွေဇလန်းတွဲတွေနဲ့အကျော် ညာတွေကိုလက်မလဲအောင်ရိုက်ကူးနေရပါတယ်ပရိုမိုးရှင်းပွဲတွေနေဘက်ကအလူမင်္ဂလာဆောင်တွေမှာလည်းတခြင်းတွေတီးဆိုဖျော်ဖြေပေးလိမ့်ရှိတယ်လို့အွန်လိုင်းလိုက်စေးရောင်းချမှုတွေကိုလည်းမအားလက်အောင်ဆောင်ရွက်နေရပါတယ် ်အကယ်ဒမီနဆူရမင်းသမီးတလဖြစ်ပေမဲ့မမနာကင်းပြီးစိတ်ထားဖြူစင်တဲ့သူမကုံပရိသတ်တွေကအယံချစ်ကြပါတယ်ပရိသတ်တွေကမှအယံကိုနာမည်ကြီးခဲ့တဲ့ကျင်ပေါ်ဇလန်တွဲလီမှလည်းတရုတ်ဆောင်နေထွတ်စိုင်းစီတွန်ခန်းတို့နဲ့အတူဇယုတ်ကိုပြပြစွာတရုတ်ဆောင်နိုင်ခဲ့ရပါဒါကြောင့်လေသူမကုံအဲ့ဒီဇလန်တွဲတွေကကာရက်တာနာမည်ဖြစ်တဲ့တေးဆိုပြီးတော့ပရိသတ်တွေကချစ်စနိုးပြောင်းလဲခေါ်ကြတဲ့ဒီအောင်မြင်ခဲ့ပါတယ်အောင်မြင်မှုတွေအများပြားရရှိပြီးရင်ထဲထိရောက်ခဲ့တဲ့ကျင်ပေါ်ဇလန်တွဲကြောင့်သူမကုံပရိသတ်တွေကအချစ်ပေါ်နေကြပြီးတော့တဲတဲလို ုပ်ဖြစ်နေခဲ့ကြတာပါဇလန်တွေပြေးဆုံးသွားပေမဲ့လည်းသူမတို့တုံယောက်ကဖန်မီတီတွေဆိုင်ဖွင့်ပွဲတွေပရိုမိုးရှင်းပွဲတွေမှာလည်းအမြဲလူလူတွေ့ဆုံလေးရှိကြပါတယ်ပရိသတ်တွေကလည်းကျင်းပေါ်ဇလန်တွေကတိုင်ရောင်လော်လေးတွေနဲ့တရုတ်ဆောင်ပြီးတော့ပြန်လဲဖြောပြပေးတတ်ကြပါတယ်ဒီလိုအချက်တွေကြောင့်လည်းပရိသတ်တွေကသူမနဲ့မင်းသားနေထုတ်ကိုအမှန်တကယ်တွဲဖို့အတွက်ပြောနေကြသလိုဆိုင်းစီတွန်ခန်းနဲ့လည်းလိုက်ဖက်တယ်ဆိုပြီးရှစ်ပေးနေကြပါတယ် ဒီလိုတွေပြောဆိုနေကြချိန်မှာတိုက်ဆိုင်တာလားမသိပေမယ့်သူမနဲ့အမြဲတည်းတည်းတွေ့ရတတ်တဲ့ဟင်းဝီယန်ကပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ဆိုပြေကတော့ဒီလိုပြောဆိုနေကြတာတွေကရှစ်ပေးနေကြတာတွေကအလုံးအဆင်မပြေတဲ့အတွက်သူမရဲ့ဆိုရှယ်မီဒီယာကနေအသိပေးလာခဲ့ပါတယ်။တရုတ်ဆောင်နေထွတ်ဆိုင်းစင်တွန်ခန့်တဲ့သူမတို့ကဂျင်ဘောဇလန်တွေထဲမှာအကောင်ဆုံးစူးစမ်းတရုတ်ဆောင်ခဲ့ပြီးတော့အနုပညာတစ်ခုကိုဖန်တီးခဲ့ကြတာသာဖြစ်ကြောင်းအနုပညာမောင်နှမတွေသာဖြစ်ကြောင်းနဲ့ခင်မင်ယူသားစွာနဲ့လက်တွဲအလုပ်လုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။သူမကို နေထွန်းတဲ့အဆိုင်စစ်တုံခန်းတို့နဲ့ရှစ်ပေးနေရကနှစ်ပတ်စလုံးကို အားနာရသလိုသက်ဆိုင်သူတွေရှိရင်လည်းအားနာရလို့မရှိပေးကြဖို့အတွက်မိန်ကလေးတယောက်အနေနဲ့ဒီလိုရေးလိုက်ရတာဆိုပြီး post လေးတင်လာခဲ့ပါတယ်။လက်ရှိချိန်မှာတရုတ်ဆောင်နေထွန်းရောဆိုင်စစ်တုံခန်းမှာစစ်သူတွေမရှိကြဘူးလို့ပြည်သက်တွေကသိထားကြပါတယ်။သက်ဆိုင်သူတွေရှိရင်အားနာရတယ်ဆိုတာကဘယ်သူကိုရင်ညွှန်းနာမယ်မသိလို့ပြည်သက်တွေကတော့စိတ်ဝင်စားနေကြပါတယ်။ ပရိသတ်တွေကတော့သူမအနေနဲ့ဒီလိုပြောတာကဟင်းဝင်ရန်တယောက်စိတ်ညိုညင်တာတွေဖြစ်မသွားအောင်ကြိုတင်ကာကွယ်ပြီးတော့ချော့လိုက်တာဖြစ်မယ်လို့ဆိုကြပါတယ်။မင်းသမီးကျော်လေးဆိုပြတဲ့စဉ်ကဒီလိုတော့ပြောလာတဲ့ပုံမှာပရိသတ်ကြီးကရောဘယ်လိုမျိုးထင်မြင်မိရဲ့ဆိုတာပြောပြခဲ့ပါအောင်နော်။ဟုတ်ကဲ့ပါရှင့်နောက်ထပ်ပြီးတော့လည်းအနုပညာဆယ်လီတရင်အကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ Sally Space H လေးကို Like and Follow လုပ်ပေးခဲ့ကြပါအောင်ရှင်။နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။